thank uh you -huh. င်္ဂလာပါရှင်ခစ်တဲ့သတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ငလင်းလုတ်ပြီး15ရက်အကြာမင်းအောင်လိုင်းဇန်နီသားနဲ့သမီးမိသားစုဝင်အားလုံးတောင်ကြီးရွှေဖုံးဝင်စီတွေကိုရတရာချေထီတော်တင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာလူသေဆုံးမှုနဲ့ပျက်စီးများပြားတဲ့ငလင်းလုတ်ခတ်ပြီး15ရက်အကြာအကြံဘက်စကောင်ဆောင်မင်းအောင်လိုင်းဇန်နီတော်ကြည်ကျူလာသားအောင်ပြေဆောင်နဲ့သမီးခင်သီရိတမွန်တို့ကရတရာဖြစ်တောင်ကြီးမျိုးရှင်ရွှေဖုံးဝင်စီတွေကိုထီတော်တင်ကြကြောင်းသတင်းရင်းမြစ်တွေစီကသိရပါရယ်။ ဧပြီလ17ရက်နေ့မင်းအောင်လိုင်းနဲ့မိသားစုကတောင်ကြီးမြို့ကိုသွားရောက်ပြီးရွှေဖုံးဖွင့်စင်တီတော်ကိုတီးတော်တင်ခြင်းဖြစ်ကြောင်းမင်းအောင်လိုင်းမိသားစုကဇေဒီတော်မှာရွှေစင်၆ချက်တားရှိရွှေသင်္ကန်းတစ်ချက်ကိုကန့်လူခဲ့တဲ့အပြင်တီးတော်တင်ခြင်းနဲ့ရွှေသင်္ကန်းလူခြင်းတို့မှာလည်းရတရားဖြစ်လောက်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းတောင်ကြီးမြို့ရှိရွှေဖုံးဖွင့်စင်တီကိုတီးတော်တင်ရမှာမင်းအောင်လိုင်းရဲ့မိသားစုဝင်အားလုံးကဖခင်ရှင်ပြင်ပေါ်မှာတီးတော်နဲ့အတူလင့်လဲခဲ့ကြကြောင်းသိရပါတယ်။မလ28ရက်နေ့စကိုင်းငလင်ကြီးလောက်ခတ်ပြီးရဲ့နောက်မင်းအောင်လိုင်းကတနိုင်ငံလုံးမှာဧပြီလ17ရက်နေ့မှဧပြီလ16ရက် နေ့တွင်ည9နာရီတိုင်း9ရက်9ချိန်ရတနာတုံများရုတ်ဖက်ခိုင်းခြင်းရှေ့တန်းစကန်များဝင်ကြီးဌာနရုံးများတိုင်ရင်တပ်ဖွဲ့များမှပါရတနာတုံရုတ်ဖက်ပွဲများလှုပ်ဆောင်ခိုင်းခြင်းလှုပ်ဆောင်ခဲ့ပြီးနောက်အခုနောက်ဆုံးမှာတောင်ကြီးမြို့ရွှေဖုံးပွင့်စီတီကိုရေတရာချတဲ့အနေနဲ့တီးတော်တင်ခြင်းများလှုပ်ဆောင်လာတာဖြစ်ပါတယ်။ နေပြည်တော်တခွေမျိုးပြတ်ကြီးကဲ့သို့ဖြစ်စေခဲ့တဲ့မလ28ရက်ငလင်လောက်ခတ်ခဲ့ပြီးတဲ့နောက်မင်းအောင်လိုင်းနဲ့မိသားစုကနေပြည်တော်နေအိမ်ကို၎င်းကိုကိုွယ်နေတဲ့ဝစီပိတ်ဆရာတော်ကိုပြင်ပြီးရတရားချေခြင်းပါဝင်ရတရားချေမှုများဇတိုင်လှုပ်ဆောင်လာခြင်းဖြစ်ကြောင်းသိရပါရယ်။တောင်ကြီးမျိုးရွှေဖုံးပွင့်စီတီတော်ထီတော်တင်ချင်း KBZ လုပ်ငန်းစုရဲ့ဥက္ကဋ္ဌအောင်ကိုဝင်းခေါ်ဆရာကျောင်းလေးပါဝင်ခဲ့ကြောင်းစစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်ဒီမှာဖော်ပြထားပါရယ်။ဆလတ်ပြီးကလေးမျိုးနဲ့တန်း တာကြီးရွာရှိစစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်သိမ်းပိုင်မှုစစ်သားအလောင်း15လောင်းရရှိပြီးလက်နက်ခဲယံများလည်းရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကလေးမြို့နယ်ကြံတာကြီးရွာရှိစစ်ကောင်စီတပ်စခန်းကိုတော်လိုင်းတပ်တွေကတိုက်ခိုက်သိမ်းပိုင်ပြီးစစ်တပ်ဘက်မှ15ဦးထပ်မံတေဆုံကစစ်လက်နက်ခဲယံများတင်ဆက်ရရှိကြောင်း CNN မှပြောရေးဆိုခွင့်ရှိသူစလိုင်းထန်နီကသတင်းဌာနကိုပြောပါရယ်။ AB လာ17ရက်နေ့မှာကလေးမြို့နယ်ကြံတာကြီးရွာရှိစစ်တပ်အခြေစိုက်တပ်စခန်းကိုအပိသက်တိုက်ခိုက်ချိန်မုံသိမ်းပိုင်ရရှိခဲ့ကြောင်းအဲ့ဒီစခန်းကိုသိမ်းပိုင်ရရှိမှု မှုမှာအလောင်း15လောင်းတည်ပြုထားပြီးအရှင်ဖမ်းဆင်းရရှိသူမရှိကြောင်းလက်နက်ခဲယမ်းများလည်းတင်ဆက်ရရှိကြောင်းသိရပါတယ်။စစ်သားအလောင်း15လောင်းကတော့အတီးပြူပါတယ်အရှင်ဖန်းစီရမိတာမရှိပါဘူးတင်းစင်ရရှိတဲ့လက်နဲ့ခရမ်းအရှိအတွက်ကတော့စီစစ်ဆဲပါခရမ်းများပါတယ်လို့စီယန်နီမှာဆလိုင်းထက်နီကပြောပါတယ်အစိုးရတပ်စခန်းကိုတိုက်ခိုက်သိမ်းပန်ရမှာစီယန်နီ ABSD အကြောင်းသားတက်မတော့အမှတ်30ကျောင်းတရင်ဆက်နေ KKG CDN ဟန်တာဝရီပါကဖာ CDN စင်ရင်ကလေးခရိုင်ခရိုင်စစ်တေတာထန်တလန်ဒီယာဖွဲ့များပါဝင်တော်လိုင်းတပ်ဖွဲ့တွေကစူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါတယ်ရှင်။ မင်းအောင်လိုင်းခြေရဖျောက်ဖို့ပြင်ဆင်နေပြီလားဆိုတဲ့စောင်းပါတင်ဆက်ပေးပါမယ်။2025ဖေဖော်ဝါရီကစပြီးမင်းအောင်လိုင်းကအရေးပါတဲ့ခြေလမ်းတွေကိုလှမ်းလာခဲ့တဲ့ဒါကဆရာသမားဖြစ်သူဘိုးတန်းရွှေ2010မှာလှုပ်လာခဲ့တယ်လို့ပဲနိုင်ငံရေးမှာထွက်ခွာနိုင်ဖို့စစ်ဘက်နဲ့ဝင်ကြီးယာတို့တွေကိုအပြောင်းလဲပြုလုပ်လာတာဖြစ်တယ်။အရာရှိငယ်တွေကိုအရေးပါတဲ့စစ်ဘက်ယာတို့တွေနဲ့ဝိုင်းရင်အရာရှိတွေကိုအစိုးရယာတို့တွေဘက်ရွှေပြောင်းတာဝန်ပေးနိုင်ဖို့ဖြစ်တယ်။ဒါပေမဲ့စစ်မျက်နှာကိုအတီးတီးမှမကြုံစဘူးအောင်အရေးနိုင်လာမှုတွေနဲ့တော်လိုင်းဘက်ကတပြေးပြေးအင်အားကြီးထွားလာမှုတွေကြောင့်၎င်းတို့ စိတ်ရှိတိုင်းစေစားလို့မရဖြစ်လာနိုင်ခြင်းရှိတယ်။ဘိုတန်းရွှေက၎င်းနဲ့လက်ထဖြစ်သူဘိုမောင်အီတို့နေရာကိုစက္ကန့်ပို့လူငယ်အရာရှိနှအုပ်ကိုရွှေ့ချဲ့ခြင်းဖြင့်၎င်းရဲ့ထွက်ရလန်းကိုတေချာကြာနာစွာစီစဉ်အကွက်ချလာခဲ့တယ်။အဲ့ဒီနှအုပ်ကတိုက်ရိုက်ခိုင်မှအတွေ့အကြုံဆိုလို့မရှိဘဲအုပ်ချုပ်ရေးနဲ့နိုင်ငံရေးဘက်မှသာရှိတဲ့ဒုတိယဘိုချုပ်ကြီးမင်းအောင်လိုင်းနဲ့အကြံပရန်ဖက်မှအားတန်နေတဲ့ဘိုချုပ်အစိုးရတို့ဖြစ်တယ်။1992ခုနှစ်မှာဘိုတန်းရွှေကဝိုင်းရင်စစ်တိုင်းမှုတွေကိုဝင်ကြီးရာထူးတွေပြေးခဲ့ပြီး1998ခုနှစ်မှာအားလုံးကိုအနာပေးပစ်ခဲ့တယ်။၎င်းနဲ့ပက ခုံးကျင်းရှင်းလာတယ်လို့ယူဆခံရတဲ့ထောက်လိုင်းအကြီးငယ်ပို့ချုပ်ခင်းညွန့်ကိုဖမ်းဆီးခဲ့တယ်။စစ်တပ်အတွင်းအပြေအဝထိန်းချုပ်လာနိုင်ပြီလို့ယူဆလာရတဲ့အချိန်2000ရှစ်မှာ ဖွဲ့စည်းပုံကိုချပြခဲ့ပြီး၎င်းစီမံထားတဲ့အတွင်ကူးပြောင်းရေးကိုစတင်ခဲ့တယ်။မင်းအောင်လိုင်းကလည်းအာနာသိမ့်ပြီး9နှစ်နီးပါးရှိလာချိန်မှာပိုတန်းရွှေရဲ့မဟာဗျူဟာကိုပုံတူကူးချလာပုံရတယ်။၎င်းထက်ငယ်တဲ့အမတ်စင်16မှာဒုတိယပို့ချုပ်ကြီးကျော်စွာလင်းကိုစစ်တပ်မှတတိယအကြီးဆုံးရာထူးဖြစ်တဲ့ကြီးကြီးလေးစေဦးစီးချုပ်ပြခံခဲ့တယ်။ မင်းအောင်လိုင်းကဲ့သို့ပဲကျော်စာလင်းကတိုက်ခိုက်ရေးဘက်မှအတွေ့အကြုံမရှိသူဖြစ်တဲ့ကာကွယ်ဦးစီးချုပ်ယုံမှအုပ်ချုပ်ရေးတာဝန်များရှုခဲ့သူဖြစ်တဲ့တိုက်ပွဲအတွေ့အကြုံထက်ရုံးလုပ်ငန်းတွေနဲ့ပူးပြီးရင်းနှီးကျွမ်းဝင်သူလည်းဖြစ်တဲ့ MMT အထူးစစ်စင်ရေးပြုလို့အကြီးကဲဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကိုလည်းညီနောင်သုံးပေါ်မဟာမိတ်ဖွဲ့နဲ့ဆွေးနွေးပွဲတွေကိုဦးဆောင်စေခဲ့တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူတန်းထိုက်ကိုလည်းစေဦးစီးချုပ်ကြီးအဖြစ်ခန့်ခဲ့တယ်။၎င်းတို့နောက်ဦးစလုံးက2024မှာသခိုင်းတိုင်းဒေသကြီးအတွင်အရက်သားတွေပေါ်ရက်ဆက်ကြံကြုံစွာကျူးလွန်ခဲ့ကြတဲ့ဆင်ရဆွေးမှုတွေအတွက်အ धिक တာဝန်ရှိသူတွေဖြစ်ကြပါတယ်။မင်းရောင်လိုင်းလှုပ်လာတဲ့အပြောင်းလဲတွေကိုကြည့်မယ်ဆိုရင်၎င်းနေရာစက္ကန့်ပေါ်နေရာချတာတင်ကြောင်းညွှန်ပြနေတယ်။ကိုကိုဦးဓမ္မမဟုတ်တန်းထိုက်ကိုဒုတိယကာကွယ်ဦးစီးချုပ်ဓမ္မမဟုတ်ပူရဲစေဦးစီးချုပ်ယာရုများမှခန့်ထားဖို့ရှိနေပါတယ်။ဒါကိုကြည့်ချင်းအပြင်မင်းရောင်လိုင်းကပိုတန်းရွှေလိုပဲ၎င်း င်းရဲ့ထွက်ရက်လမ်းအတွက်လမ်းခင်းလာပုံရတယ်။၎င်းကိုစိန်ခေါ်လာနိုင်တဲ့ဝိုင်းရင်းစစ်ဘုတ်ချုပ်တွေကိုဝင်ကြီးဌာနတွေကိုပြောင်းလဲခန့်အပ်ပစ်ထားခြင်းဖြင့်၎င်းလူလာသူများဆက်ဆံခွင့်ရနိုင်အောင်လမ်းရှင်းပေးထားခြင်းလည်းဖြစ်တယ်။1990ကျော်နှစ်များအတွင်းဘိုတန်းရွှေလုတ်တလို့ပဲစစ်တိုင်းမှုတွေကိုဝင်ကြီးဌာနတွေကိုဥဆောင်ခိုင်းခြင်းဖြင့်အရေးမပါအောင်လုပ်လာခဲ့တယ်။ဝင်ကြီးဖြစ်လာသူတွေကလည်းစစ်ဘက်နဲ့ဆိုင်တဲ့ခန်းနာတွေလူမြင်ကွင်းတွေမှာစစ်ယူနီဖောင်းတွေဝတ်ပြီးထွက်လာတာကိုတွေ့ရခဲ့လာတဲ့စစ်ဘက်ရင်ယာတွေမှာ၎င်းရဲ့အခန်းကဏ္ဍမိမိန်ရော့ပါလာပြီးဆိုတာကိုသိတာအောင်လုပ်လာခဲ့တယ်။ ၎င်းတို့ကိုတက်တဲ့အဆက်ဖြတ်ဖြစ်လိုက်ခြင်းဖြင့်မင်းအောင်လိုင်ကသူ့နေရာစက္ကံမဲ့သူကိုစိတ်ကြိုက်ရွေးချယ်ခွင့်ရလာတယ်။အာနာသိမ့်ပြီးနောက်တိတိတသာတကူကြီးထွားလာတဲ့ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနဲ့စိုးထွတ်တို့ကိုလည်းထောက်သွင်းအကျဉ်းချပြလိုက်တဲ့စစ်ဘက်လုံခြုံရေးအကြီးအကဲရဲဝင်းဦးကိုမျက်နှာသာပေးထားတော်လဲထောက်လိုင်းပမကာဝင်းဦးစီးချုပ်ဖြစ်လာခဲ့တဲ့ရဲဝင်းဦးရဲ့အချိန်ဝါကြီးလာတာနဲ့အများရှိတန်းရှိစစ်တိုင်းမှုတွေနဲ့တင်းမာမှုတွေရှိလာခဲ့လို့ခင်ညွန့်ခေတ်ကလိုအနေအထားပြန်ရောက်လာတယ်။ ဗိုလ်တန်းရွှေခင်မှာနှစ်လကျော်ကြာမြင့်ခဲ့တဲ့ရွှေဝါရောင်တော်လိုင်းကလွဲပြီးအခြားတီတီမမလူတို့အောင်ကြွမှုနဲ့မကြုံခဲ့ရဘူး။တိုင်းသားလက်နက်ကိုင်အဖွဲ့တော်တော်များများနဲ့လည်းစီးပွားရေးလုပ်ပိုင်ခွင့်များပေးရပြီး Kspire, Capitalism မျိုးနဲ့အပြည့်အခက်ရှက်စင်းရေးသဘောတူညီချက်တွေရရှိထားခဲ့တယ်။မင်းအောင်လိုင်းလက်ထက်မှာတော့2029စစ်စင်ရေးပြီးစီးအရာဇက်တိုင်ဆိုသလိုအရှုံးပေါ်လာပြီးလူတို့တော်လိုင်းအင်အားကောင်းလာပြီး၎င်းစိတ်ကြိုက်အသွင်ကူးပြောင်းနိုင်ဖို့စိတ်စားချင်နိုင်စိတ်စားလို့မရဖြစ်လာတယ်။2024မှာလူဦးရေစစ်တမ်းကိုမြို့နယ်300 30အနက်145မြို့နယ်မှာသာကောက်ယူနိုင်ခဲ့တဲ့တိုင်းသားလက်နက်ကင်တွေနဲ့လည်းအပြစ်ခံရစိမ်းကိုအခိုင်အမာရရှိထားခြင်းမရှိသေးဘူးအဲ့ဒီအတွက်မင်းရလိုင်းက၎င်းလုံးချင်တယ်လို့လုတ်ခွင့်မရနိုင်တော့ဘဲတော်လိုင်းအဖွဲ့များလက်ခံမှသာဖြစ်ပေတော့တဲ့စစ်မြေပြင်မှာအရေးနိုင်လာနေခြင်းတော်လိုင်းကြံပြက်ကြီးထွားလာနေခြင်းနဲ့နိုင်ငံကိုချုပ်ကင်ထားနိုင်မှုပြေလျော့လာနေခြင်းတွေကြောင့်ဘူတန်ရွှေလိုပဲအခွင့်အရေးမျိုးရလာတော့မှာမဟုတ်ဘူးလို့ရှင်းသားထားပါတယ် နောက်ထပ်တစ်ပုတ်အနေနဲ့နေပြည်တော်မှာငလင်တန်းချောင်ပြိုချခဲ့တဲ့ဝင်ကြီးဌာနတွေအပါအဝင်အဆောက်အများပြန်လည်တည်ဆောက်ခွင့်အတွက်မင်းအောင်လှိုင်ရဲ့သားအောင်ပြည်ဆောင်ပိုင်တဲ့ကုမ္ပဏီလုပ်ပိုင်ခွင့်ရရှိမယ်ကြောင်းတင်ဆက်ပေးပါမယ်။နေပြည်တော်မှာငလင်တန်းချောင်ပြိုချခဲ့တဲ့ဝင်ကြီးဌာနရုံများအပါအဝင်အဆောက်အများပြန်လည်တည်ဆောက်ခွင့်အတွက်မင်းအောင်လှိုင်ရဲ့သားအောင်ပြည်ဆောင်ပိုင်နဲ့ဆောက်လုပ်ရေးကုမ္ပဏီတွေကလုပ်ပိုင်ခွင့်ရရှိမှာဖြစ်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တွေကပြောပါရယ်။မလ28ရက်နေ့လှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်ကြီးကြောင့်နေပြည်တော်မန္တလေးစကိုင်းပဲခူးတိုင်းပါဝဲမြန်မာနိုင်ငံအလဲပိုင်းနဲ့ ရှမ်းပြည်တောင်ပိုင်းတို့မှာအပြည့်အစည်ကြီးမားခဲ့ကြောင်းအဲ့ဒီဒေသတွေမှာဌာနဆိုင်ရာအဆောက်အအုံများဝန်ထမ်းအင်ညာများလန်ဒတာများပြည့်စည်သွားပြီးအဲ့ဒီပြည့်စည်မှုတွေကိုပြန်လည်ပြုပြင်တည်ဆောက်ဖို့စောင့်လုပ်ရေးကုမ္ပဏီတွေကဲ့သို့ခွဲလန်းနေချပေးထားတာဖြစ်ကြောင်းအဲ့ဒီလိုချပေးရမှာနေပြည်တော်မှာတည်ဆောက်ပြုပြင်လုပ်ငန်းများစုကိုမင်းအောင်နိုင်ရဲ့သားဖြစ်သူအောင်ပြည့်စုံပိုင်ဆိုင်နိုင်ငံချောင်းလုံးကုမ္ပဏီတွေကလုပ်ပိုင်ခွင့်ရရှိမှာဖြစ်ကြောင်းသိရပါတယ်။နေပြည်တော်မန္တလေးစကိုင်းပဲခူးနဲ့ရှမ်းတောင်မှာအပြည့်စည်များတော့အဲ့ဒါတွေကိုအချိန်မီပြန်လည်ပြုပြင်တည်ဆောက်ဖို့ပုဂ္ဂလိကကုမ္ပဏီ ီတွေကိုလုတ်ပိုင်ခွင့်ချထားပေးဖို့ပြင်ဆင်နေရလို့သိရတယ်။အဲ့ဒီမှာနေပြည်တော်ကပြန်လည်ပြုပြင်တင်ဆောင်မဲ့ဒီနာတွေကိုတက်ချုပ်သားကုမ္ပဏီကရမယ်၊ကျန်တာတွေလည်းအခြားပုဂ္ဂလကကုမ္ပဏီကခွဲထမ်းရကြမယ်လို့သိရတယ်လို့နေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောပါတယ်။အောင်ပြည်ဆောင်က Sky One ဆောက်လုပ်ရင်ကုမ္ပဏီပြင်ဖုံးမြက်ပြည်စုံမြန်မာစစ်သူကြီးမင်းတရားကြီး Winning Sky True Golf အောင်မြင့်မော်မင် Insurance Company My Day Telecom ရှယ်ယာရှင် Azura Beach Resort AMM Maha Company Limited ငိမ့်ချန်ပြည်စုံ Magnificent and Trading Company Limited စတဲ့ကုမ္ပဏီများစွာကိုနာမည်မျိုးစုံနဲ့လုတ်ကိုင်းနေသူဖြစ်ကြောင်းစစ်တပ်နဲ့အရက်ဖတ်ဝင်ကြီးဌာနရဲ့စာလုံးရေးတင်တာလန်ဒနာတီဆောင်ရေးတင်တာများ EV ကားနဲ့ဆိုလာပြားများတင်သွင်းခြင်းအပါအဝင်မြန်မာနိုင်ငံရှိစီးပွားရေးလုပ်ပြီးအသေးအလက်အကြီးမျိုးစုံကိုရအောင်အောင်ပြီးဆောင်ကလုတ်ကိုင်းလျက်ရှိကြောင်းသိရပါတယ်။ မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့စကိုင်းကလင်ကြီးကြောင့်နေပြည်တော်မန္တလေးတိုင်းစကိုင်းတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်တို့မှာလူနေတိုက်တာ6000ဘုံကြီးကျောင်းနဲ့တီလာရှင်ကျောင်း3514ကျောင်းစတင်ကျောင်း2366ကျောင်းဌာနဆိုင်ရာရှုံးအဆောက်အုံ3688လုံးပျက်စီးဆုံးရှုံးခဲ့ကြောင်းဒါအပြင်တရားပေါင်း155ဆင်းဖျားစီ5620ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြ ရန်ကုန်နေပြည်တော်မန္တလေးကာလန်ယထာလန်ပြည်စည်းမှုများဖြစ်ပေါ်ခဲ့ကအမြန်လမ်းမကြီးတစ်လျှောက်အပိုင်း148ခုထိခိုက်ပျက်စီးခဲ့ရကြောင်းအကြံဖက်စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်လူထိခိုက်ဒေဆုံးမှုအနည်းနဲ့အေပြီလ10ရက်နေ့မနက်ပိုင်းထိသေဆုံးသူ3649ဦးတရားရရှိသူ9018ဦးနဲ့ပျောက်ဆုံးသူ145ဦးရှိတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်